အလုံးမဲမင်္ဂလာပါညညမှာတော့ကျွန်တော်လူဘဘူးတင်းရဲ့ဝေပီသုံးသက်ချံမျိုးမဟုတ်ဖ ೇನೆ ဒီရဒီမှာကျွန်တော်လူဘဘူးတင်းရဲ့ဘာတွေမှားနေလဲဘာတွေလိုအပ်ချက်တွေရှိနေလဲဆိုတော့ကျွန်တော်ညံမီလောက်လေးပြီးသုံးသက်ဆွေးနွေးပါမှာပဲဖြစ်ပါတယ်ခုလူဘဘူးတင်းရဲ့နောက်ဆုံး6ပွဲမှာကျွန်တော်တို့5ပွဲတိတိရှုံးနေထားခဲ့တာပဲဖြစ်ပါတယ်ဒါဟာအသင်းကြီးတင်းဖို့ကတော့ဒါ းလက်ခံနိုင်စရာအကြောင်းရှိတဲ့ရလဒ်မျိုးတွေပဲဖြစ်ပါတယ်။ချန်ပီယံဖြစ်ခြင်းတဲ့အသင်းဟာပွဲတိုင်းအနိုင်စားနိုင်ရပါမယ်။ပွဲတိုင်းမနိုင်ရင်တော့မှအနည်းဆက်ဆုံးအနိုင်ကိုရအောင်ပုံဖော်နိုင်တဲ့အသင်းမျိုးပဲဖြစ်ရပါမယ်။ဒီရဒီရစပြီးတော့မှနိုင်ခဲ့တဲ့ပွဲစဉ်တွေရောရှုခဲ့တဲ့ပွဲစဉ်တွေရောမှကျွန်တော်တို့မနစ်ကလစ်ဗာပူးလ်ရဲ့ခြေစမ်းမျိုးလုံးဝမြင် တွေ့ရခြင်းမရှိတာကတော့အလုံးသိရှိပြီးသားပဲဖြစ်မှာပါဆမောဥဆုံးနေနဲ့နောက်တန်းတွေကိုပြန်ပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့ဝယ်ထားတဲ့ကာကက်နဲ့ frame ball သူတို့ကလည်းအတင်းနဲ့အသားကျနေခြင်းမရှိသေးပါဘူးရာချန်ကန်စစ်က Bradley ဟာလည်းတို့ဒီနေ့မှအားထားရတဲ့ရှာမလီတာတော့အမှန်ပဲဖြစ်ပါတယ်ဘူကန်စစ်ဖြစ်တဲ့ဗာဂျင်ဘန်တိုင်းနဲ့ကွန်မနတီတို့ကလည်း နောက်ပွဲတွေမှာကျွန်တော်ဒီရှင်ကြည်မှုပြောင်းနေတဲ့အလီချားမျိုးလေးတွေတွေ့မြင်နေရတာဖြစ်ပါတယ်။ဒီမှာလည်းကျွန်တော်တို့အဲပြင်လဲမှာဆိုလို့ရှိရင်တော့စူပူစလိုင်းရတော့ကျွန်တော်အတင်းအတွက်ကျူစာရုံးကန်ပြနေတဲ့တူပြီးတော့ကစားသမားလိုပဲကျွန်တော်မြင်မိပါတယ်။ပြင်လဲမှာရှိတဲ့မက်ဂါလစ်စတာနဲ့ graven base တို့ဟာလေဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ ကျူးစားပြီးတော့မှရုံးကန်နေရတယ်လို့ပဲမြင်မိပါတယ်။ Florian Wish နေနဲ့လည်းအတင်းနဲ့အသားချဖို့ကျူးစားရင်ဒီရာဒီမှာကစားသမားတွေမှာ asset နဲ့ချိန်ပဲရရှိပြီးတော့မှပင်ကိုရရှိထားလည်းမရှိသေးပါဘူး။အဲ့တော့ဘယ်ဝင်းနဲ့ညာဝင်းကိုကြည့်မယ်ဆိုရင် Condigate Bowl နဲ့ Mohamed Salah Condigate Bowl က ိုးစရာမရှိတလို့ဖြစ်နေပါတယ်။ပိုလီကေပိုကလည်းဒီနေ့မှာတော့ကျွန်တော်တို့ခြေစွမ်းပြလိုက်ပြောက်လိုက် ဖြစ်နေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။မိုဟာမက်ဆာလာဆိုလို့ရှိရင်တော့ဒီရာဒီမှာကျွန်တော်ဆိုရလို့ရာဒီတစ်ခုလို့တောင်းပြောလို့ရပါတယ်။မိုဟာမက်ဆာလာအနေနဲ့ယုံကြည်မှုပြောင်းဆုံးနေမှာကောင်းသူရဲ့ခြေစွမ်းပိုင်းတွေအားလည်းတော်လေးကိုချာဆင်းတဲ့ဘက်ကိုရောက်နေတာဖြစ်ပါတယ်။သူရဲ့တုံကူတွေမြင်တွေ့ရခြင်းလည်းမရှိပါဘူး။ တိုက်စစ်မှာဆိုလို့ရှိရင်တော့ဒီနေ့မှဝယ်ထားတဲ့ AKTG ကြီးဟာဆိုလို့ရှိရင်တော့ကိုယ်တွေမြူပြီးတော့မှအဲအတင်းနဲ့အသားကျနေတဲ့သူတယောက်ဖြစ်ပြောလို့ရပါတယ်။ iset ကတော့ကျွန်တော်တို့ကြိုးစားပြီးတော့မှရုံကန်နေရဆက်ဖြစ်ပါတယ်။အဲ့တော့အားလုံးအားလုံးကစားကွက်တွေဟာ ဘလို့အခြေတည်ပြီးဘလို့အဆုံးသတ်မလဲဆိုတော့ကျွန်တော်သင်ကြောင်ပြောင်းနေရပဲဖြစ်ပါတယ်ကျွန်တော်ဒီပြည့်ကြီးအန်လီစလော့အနေနဲ့လည်းကစားကွက်တွေကို4 2 3 1 sunlight 4 4 2 sunlight နဲ့ကျွန်တော်တို့စမ်းရင်းနဲ့အချိန်ကုန်နေတာကိုပဲကျွန်တော်တို့တွေ့ရပါတယ်အဲဒီလိုစမ်းရင်းနဲ့အကောင်းဆုံးကစားကွက်ခုချိန်ထိရှာမရသေးတာလေဒါမိပြည့်ကြီး တာဝန်အရှိဆုံးလို့ပဲကျွန်တော်တို့ထင်ရမှတ်ယူရပါမယ်နော်အဲတော့ကျွန်တော်တို့နေပြည်တော်အလေး slot အနေနဲ့တော့ကစားခွက်တွေပြောင်းလဲပြီးတော့မှအနိုင်ရရှိအောင်ပို့ဆောင်နိုင်ပို့ဆောင်နိုင်မပို့ဆောင်နိုင်လို့ရင်တော့သူ့ကိုပဲပြောင်းလဲပြင်မယ်လို့ပဲကျွန်တော်တို့ထင်မိပါတယ်ကျွန်တော်ဒီပုံစံတိုင်းလာဆက်တော့မယ်ဆိုရှင်တော့ အနစ်လောအနေနဲ့ခရစ်စတယ်ဘယ်လီအစတန်ဘီလာရီယယ်မက်ဒရစ်မန်စတီတီဆိုတဲ့အသင်းလေးနဲ့စတက်ရင်ဆိုင်ပေါ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲလေးမှာဆက်လက်ကောင်းမှာမရရှိခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြရရင်လည်းသူရဲ့နေရာတည်ရွေးရတဲ့အာမခံချက်မရှိနိုင်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီနောက်ထပ်ဗဟံပွဲလေးကို ပြုရင်ပြောင်းလဲနိုင်မလားဆိုတာကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဘာဖြစ်ပြောကျွန်တော်တို့ကတော့ရှုံးလဲအပီးတယ်နိုင်လဲအပီးရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီကိုပြီးတော့မှကောင်းနေပြီးတော့မှတူတက်လာပါသေးလို့ပဲဆန္ဒပြရင်လည်းအားလုံးရဲ့အမြင်လေးတွေကိုလည်းဆွေးနွေးပေါင်းအောင်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။